ကန်ကော်နီကတိမ်ပကြီးလောက်မအောင်မြင်တာကြောင့်နှိုင်းရှင်ဝေဘန်နာခံနေရတဲ့ဖွေဖွေပြိသညာလုံးမမင်္ဂလာပါရှင်ဆယ်လီစပေ H ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ထိတ်တန်းမင်းသမီးတအုပ်ဖြစ်တဲ့ဖွေဖွေကတော့အနုပညာလောကတွေကိုပြန်လဲခြေချပြေးချိန်မှာအရင်ကရိုက်ကူထားခဲ့တဲ့ကန်ကော်နီရုပ်ရှင်ဇာတ်ကားကြောင့်ပြိသတ်တွေရဲ့နှိုင်းရှင်ဝေဘန်နာကိုခံနေရပါတယ်အကြောင်းကတော့ကန်ကော်နီဇာတ်ကားရဲ့အောင်မြင်မှုကတိမ်ပကြီးကိုလုံးဝနိုင်မမီပဲဖြစ်နေရကြောင်းပါ အောင်မြင်နေတဲ့မင်းသမီးတက်လက်ဖြစ်တယ်လို့ညီမဝမ်းခွဲလဲတော်ဆက်တဲ့ဝင်းမုံရွှေကြီးကတော့2024ခုနှစ်ရဲ့အကယ်ဒမီဆုပေးပွဲမှာတိမ်ပကြီးဇာကားကြီးနဲ့အကယ်ဒမီဆုရရှိခဲ့ပါတယ်။တိမ်ပကြီးကဝင်းမုံရွှေကြီးအနုပညာလောကရဲ့ပြန်ဝင်လာချိန်မှာရိုက်ကူးတဲ့ကားဖြစ်ပြီးတော့အဲ့ဒီကားနဲ့ပဲဆုရခဲ့ရပါ။ဒါကြောင့်ဖွေးဖွေးနဲ့ဝင်းမုံရွှေကြီးတို့ကအကယ်ဒမီဆု3စုစီကိုရရှိပိုင်ဆိုင်ထားကြပါတယ်။နှစ်ယောက်လုံးကတယောက်ဆောင်ကောင်းလာတယ်လို့အနုပညာအရေးချင်းဆန်းကလည်းတယောက်တစ်လဲစီတက်နေခဲ့ရကြောင်းဝင်းမုံရွှေကြီးပြင်ဖွေးဖွေးအလဲလို့ဆိုနေကြပါ ါတယ်။အနုပညာလောကရဲ့ထိတ်တန့်သရုပ်ဆောင်တွေရဲ့ထုံးစံအတိုင်း Academy ရတာရောအနုပညာကြီးရောကာရိုက်တာနေရာတွေကဝအပြိုင်ဆိုင်ဖြစ်နေရကြောင်းဘသူကပိုအောင်မြင်နေဆိုတာကိုပြိုင်နေကြတာထုံးစံဖြစ်ပါတယ်။သူတို့နေရာရဲ့ပြည်သက်တွေကြမှာတော့ဝန်မုံရှိကခံပတ်လာချိန်မှာတိမ်မကြီးနဲ့ဆူရခဲ့တယ်လို့ဖိုးဖေးရဲ့ခံပတ်ချိန်မှာလည်းဂန်ကော်နီနဲ့ Academy ဆူရရှိသွားလိမ့်မယ်လို့ ဖန်တွေအချင်းချင်းကထင်သေးပြပြန်ဆိုင်နေကြပါတယ်။ဘန်းနာမည်ပါတဲ့ဇက်ကားတွေနဲ့အကယ်ဒမီဆိုတွေရရှိဖို့သူဖွဲ့ဖွဲ့ကဂန်းကော်နီဆိုတဲ့ဘန်းနာမည်ပါတဲ့ဒီရုပ်ရှင်ဇက်ကားကြီးမှာတေချာအားစိုက်ထုတ်ထားပြီးအောင်တရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ တို့မအနေနဲ့အနုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာချိန်မှာအောင်မြင်မှုတွေရရှိဖို့လည်းတေချပြင်ဆင်လာခဲ့ပါတယ်။ပြည်သက်တွေကလည်းတို့မအတွက်လေးခုမြောက်အကယ်ဒမီကိုရစေချင်ကြပြီးတော့အောင်မြင်လိမ့်မယ်လို့လည်းယုံကြည်ထားကြပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ဖွဖွေးပါဝင်ရိုက်ကူးထားတဲ့ဂန်ကော်နီရုပ်ရှင်ဇာတ်ကားကဝင်းမုံရွှေရဲ့တိမ်မကြီးရုပ်ရှင်ဇာတ်ကားကြီးလောက်ပြည်သက်အားပေးမှုမရရှိဘဲနဲ့လေတွေကြီးတဲ့လောက်အောင်မြင်မှုမရဘူးဆိုပြီးဝိုင်းဝန်းဝေဖန်ထောက်ပြခံနေရပါတယ်။အကြောင်းကတော့ဂန်ကော်နီရုပ်ရှင်ဇာတ်ကားကြီးကပထမအပတ်ယုံတင်ပြသပြီးချိန် တတ်မှတ်ဝင်ငွေစံချိန်ကိုပြည့်မီခြင်းမရှိအောင်ဒုတိယအပတ်အတွက်ဆက်လက်ရုံတင်ပြသခွင့်မရခဲ့ပဲဖြစ်ခဲ့ရပါတယ်။ဝဝကွေအောင်မြင်မဲ့ထင်ထားပေမဲ့အခုလိုမျိုးဒုတိယပတ်တောင်ရုံတင်ခွင့်မရပဲတခြားရုံရှင်ဇက်ကားသေးနဲ့ချိန်ခံရပြီးတော့အပိုဆောင်အရန်ပွဲအနေနဲ့သာပြသခံနေရတာဖြစ်ပါတယ်။ဒိမကြီးကတော့ပထမပတ်မှာတင်တတ်မှတ်ဝင်ငွေစံချိန်ကိုကျော်လွန်ခဲ့တဲ့ပြင်ဒုတိယပတ်ရောနောက်ထပ်၄ပတ်အထိပါရုံတင်ခွင့်ရရှိခဲ့ပြီးတော့အကြီးအကျယ်အောင်မြင်ခဲ့တာဖြစ်ပြီးကန်ကောင်နီကတော့ပထမပတ်မှာတင်ခွင့်နေခဲ့ရပါ တိမ်မကြီးကိုကြော်တက်မယ်ဆိုပြီးဒုတိယဘက်တောင်ဆက်လက်ယုံတင်ခွင့်မရခဲ့ရကြောင်းအကယ်ဒမီလေးစုရပြီးဆိုပြီးကြွေးကြော်ထားတဲ့ဖွေးဖွေးရဖန်တွေကတော့လေးတိုက်တာခံရုံတင်မကပဲလေးစနာမောင်ရောလေးမုံတိုင်းမှာတိုက်ခတ်နေရပြီဖြစ်ပါတယ် လက်ရှိမှာတော့မင်းသမီးချင်းချင်းရှင်ပြိုင်တာမျိုးမဟုတ်ပဲအားပေးသူပရိသတ်ချင်းနှိုင်းရှင်ညင်းခုံပြောဆိုမှုတွေကြားထဲမှာဖိုးဖေးကတော့အရှက်ရနေခဲ့ပြီဖြစ်ပါတယ်ပရိသတ်ကြီးကလည်းယုံတင်တဲ့ပထမပတ်မှာတင်အောင်မြင်မှုသိမ့်မရခဲ့ပဲဖြစ်ခဲ့တယ်ဂန်းကော်နီရုပ်ရှင်ဇာခာကြီးပေါ်မှာထင်မြင်ချက်လေးတွေပေးခဲ့ပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ပရိသတ်များအားလုံးကိုစိတ်နှပြကြမှာချမ်းသာကြပါစေရှင်